မြန်မာနိုင်ငံမှာလက်ရှိကျင့်သုံးနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုခင်းတဲ့အညီပြုပြင်ပြောင်းလဲပြင်ဆင်တင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးအကဲခတ်တွေက CNN သတင်းဌာနကိုပြောပါရယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုပြီးခဲ့တဲ့ NLD နဲ့ USDP အစိုးရလက်ထက်တွေကလေးကစူးစမ်းခဲ့ပေမဲ့လည်းပြင်ဆင်နိုင်ခဲ့ခြင်းမရှိတာပါဒါပေမဲ့လက်ရှိအုပ်ချုပ်နေတဲ့နှဆက်ကလက်ထက်မှာ NSPNC နဲ့နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့အလို့အဖွဲ့တို့ကြား ဆွေးနွေးကြတဲ့အခါမှာတော့အခြေခံမှု53ချက်ကိုပြင်ဆင်ဖို့သဘောတူညီမှုရှာထားတယ်လို့နိုင်ငံရေးပါတီတွေထံကနေသိရပါဗျ။လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့လိုအပ်နေကြောင်းသက်သေပြနေပြီဖြစ်ကပြင်ဆင်တဲ့အခါမှာခင်းနဲ့အညီပြင်ဆင်ဖို့လိုတယ်လို့ရန်ကုန်ဆောင်ကြီးဖွဲ့တီထောင်သူဒေါက်တာညိုညိုတင်းက CNN သတင်းဌာနကိုပြောပါဗျ။2008ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ change တွေပြင်ပါတယ်။ပြင်နေ ်ပြင်ဖို့လည်းတက်မတော်ကလည်းသဘောတူပြီးသားဖြစ်တယ်ပြီးခဲ့တဲ့ NLD အစိုးရဖွဲ့ကလည်းကြိုးစားခဲ့တယ်ပေါ့နော်နိုင်ငံရေးခါမှာပါဝင်ပတ်သက်သူတွေအားလုံးကလည်းပေါ်တိဘုတ်အခြေခံဥပဒေပြင်မယ်ဆိုတာကိုကန့်ကွက်တဲ့လူဘယ်သူမှမရှိဘူးနော်နံပါတ်ကတော့2008တုန်းကပေါ်ထွက်လာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်ဆိုပေမဲ့လည်းအဲ့ဒီ2008 ော်ဒီလိုအခြေခံဥပဒေဒီမနှစ်ထောင်တက္ကသိုလ်နှစ်ထောင်မတိုင်ခင်ကအထွေးခေါ်အယူဆတက္ကသိုလ်နှစ်ထောင်မတိုင်ခင်ကမြန်မာနိုင်ငံရေးသားတွေကိုအခြေခံပြီးရေးဆွဲခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့အခုနှစ်အစိတ်ကြာလာတဲ့အခါမှာလက်တွေ့ပေါ့နော်ဒါလက်တွေ့မှာပြေဖို့လိုနေတယ်ဆိုတာဒီနေ့နိုင်ငံရေးအခင်းကျင်းအသက်ပြရမယ် ီနေ့တိုင်းပြည်မှာမတည်ငြိမ်မှုတွေဖြစ်နေတယ်ပေါ့နော်အငြင်းပွားမှုတွေဖြစ်နေတယ်ဒါတွေဟာခေါင်းဆောင်အခြေခံဥပဒေရဲ့အားနည်းချက်တွေဖြစ်တယ်ဆိုတော့ဘယ်သူမှငြင်းမှုမရနော်ဒါကြောင့်မလို့အခုခေါင်းဆောင်အခြေခံဥပဒေကိုပြင်ဖို့ဒါသက်ဆိုင်ရာအသီးသီးကဒါသက်ဆိုင်ရာ stakeholder အသီးသီးကသဘောတူကတာထားပြီးသားဖြစ်တာဖြစ်တယ်မတည်ငြိမ်မှုတော့ဘယ်သူမှတော့ဘယ်သူမှတော့ငြင်းမနေဘူး NSPNC နဲ့နိုင်ငံရေးပါတီတွေဟာပြီးခဲ့တဲ့ဇန်နဝါရီလကအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ရမှာ ြင်ဆင်ဖို့အတည်ပြုခဲ့ကြတဲ့အချက်တွေဟာဖွဲ့စည်းပုံအခြေခံဥပဒေအခန်း၁ကဆယ်ချက်ဥပဒေပြုရေးဗမာ9ချက်နိုင်ငံတော်အကြီးအကဲတွေနဲ့ပတ်သက်ပြီး3ချက်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး10ချက်ခန့်ရှိကြောင်းသိရပါဗျ။2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာဖြစ်မလာတဲ့အခြေခံဥပဒေဖြစ်ပြီးမြမတက်မတော်မှသူတို့အာဏာတည်မြဲရေးစိတ်တိုင်းကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံဖြစ်ကြောင်းဖွဲ့စည်းပုံအသစ်ရေးဆွဲပြီးနိုင်ငံအသစ်ကိုပြန်ပုံဖော်ရမှာဖြစ်ကြောင်းစီလုံးညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမယ် UNA မှဦးမျိုးကျော်ကစီရင်တဲ့တင်ထဏာကိုပြောပါရစေ။ မြန်မာနိုင်ငံမှာရှိနေတဲ့လက်နက်ကင်တွေစီမှာရှိနေတဲ့အာဏာပေါ့လက်နက်ကင်ဆိုတဲ့ဟာအထူးသဖြင့်တော့ဒီစစ်အာဏာတင်ထားတဲ့လက်ရှိအာဏာကိုဆက်ကန်ထားတဲ့ပုံကိုယ်တွေကတော့ဒီတကနေပြီးတော့တိုင်းပြည်အတွက်တကယ်စေနာရှိတယ်ဆိုလို့ရှိရင်တန်ဒီကိုတကယ်ကိုဖွင့်ဆိုရည်ရရှင်တဲ့တိုးတက်ရရှင်ရဲ့ပြည်ရင်းပြင်းရှင်နေစဉ်သူတို့အာဏာကိုဆွန့်ရပါလိမ့်မယ်သူတို့အာဏာမဆွန့်ဘဲနဲ့ကြံတဲ့ဟာတွေပြောနေလို့လဲသူတို့နဲ့အပေါင်းပါတွေနဲ့တွားလို့ ရတယ်ဆိုရင်တောင်မှဒီအခုအခက်အခဲကိုအဟံတားကိုကြော်နိုင်တယ်ဆိုရင်တောင်မှဘယ်နဲ့နဲ့မှအဲ့ဒီဟာတာရှင်မှာမဟုတ်ဘူးပြန်ပြီးတော့အခုလိုပဲပြန်ပြီးတော့သိုးရတဲ့အရှင်နဲ့ပြန်ကြုံရမှာပါဒီအခက်အခဲကြုံရမှာပါအဲ့တော့တိုင်းရင်းသားတွေမူလအခွင့်ကိုပေးဖို့ပေးရမယ်ကျွန်တော်တို့နိုင်ငံကိုထွေးစိတ်ပုံတည်လူတည်နဲ့နော်အဲတကယ်ကိုဒီဒီဘာခုံးလဲ ဖွဲ့စည်းပုံကောင်းကောင်းတစ်ခုရေးပြီးမှပြန်ပြီးတော့နိုင်ငံတည်ဖို့ပြန်ပုံဖော်ရနိုင်မယ်လို့ပဲပြောရှင်းပါတယ်2020ပြည်နယ်လွတ်တော်ကာလတုန်းက NLD ပါတီဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေတအုပ်လုံးနီးပါးပြင်ဆင်နိုင်ရေးအစိုးရတင်သွင်းခဲ့ကြသေးတာပါဒါပေမဲ့လည်းလွတ်တော်ကိုယ်စားလှယ်85ရာခိုင်နှုန်းကျော်ထောက်ခံမှပြင်ဆင်နိုင်မှာဖြစ်ပြီးပြင်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့တာပါလက်ရှိမြန်မာခေတ်ဟာနှိပညာခေတ်ဖြစ်လာသလိုလူငယ်တွေရဲ့စဉ်စားတွေးခေါ်ပုံတွေအိန္ဒိယနိုင်ငံတွေရဲ့ပထဝီနိုင်ငံရဲ့အခြေအနေတွေ မြန်မာနိုင်ငံအတွင်းရှိလူမှုစီးပွားအခြေအနေတွေစတဲ့အချက်တွေနဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရဖြစ်အောင်ပြင်ဆင်ရေးဆွဲဖို့လိုအပ်လာတယ်လို့စီးရင်နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။